ကျမ်းစာကြောင်းတက်မှာဖះနောက်ကိုလိုက်တာမဟုတ်ဘူးကောင်းတဲ့စကားပြောတဲ့သူကဖះနောက်ကိုလိုက်တော်သူဖြစ်တယ်အာမင်ယောရှုနဲ့ကာလက်ခန္ဓာပြီကိုတွားကြည့်တာတခြားသူတွေလိုတည်မပို့ဘူးသူကဘလို့တည်ပို့လဲဆိုတော့အဲ့ပြီကဖះသခင်ငါတို့ကိုပေးရတိုင်းပြီဖြစ်တယ်အဲ့ပြီငါတို့ဝင်စားမယ်အရင်ကောင်းတယ်အဲ့ဒါကြောင့်ဖះသခင်ကကာလက်ကိုဘာပြောလဲဆိုတော့တောလေရ24အငွေ24မှာငါကြုံ ကာလတ်မူကထူးခြားသောသဘောရှိ၏ငါနောက်တို့လုံလုံလိုက်သောကြောင့်သူတွားခဲ့ပြီးသောပြည်တို့သူကိုငါဆောင်းသွင်းသဖြင့်သူ၏သားမေးတို့သည်အမွေအမွေခံရကြလိမ့်မည်ကောင်းတဲ့အတီကျွတ်ရှိတဲ့သူတို့အကောင်းမြင်တဲ့သူအမွေခံရတဲ့သူဖြစ်တယ်မိတ်ဆွေအကောင်းမြင်တဲ့သူဖြစ်ပြီဆိုရင်တင်းပွားတစ်ခုလုံးကောင်းလာတော့မယ်မကြခင် တင်ရဘေးကလူတွေကိုလည်းအကောင်းမမြင်ဘူးကိုကိုကိုလည်းအကောင်းမမြင်ဘူးကိုရဲ့အနာဂတ်ကိုလည်းအကောင်းမမြင်ဘူးဆိုရင်တိတ်တိတ်တဲ့ကောင်းကောင်းမျက်ချင်းနေလာမှာမဟုတ်ဘာကြောင့်လဲဆိုတော့တင်ကိုယ်တိုင်ကမကောင်းတဲ့မိုက်စပြင်းတင်တို့ဘုရားခင်ပြင်ဆင်ထားတာကအကောင်းဆုံးတွေပဲအရေးကြီးတာတင်ပါဇက်ကကောင်းတာပြောဖို့လူတွေတင်ရဲ့မျက်လုံးကကောင်းတဲ့အနာဂတ်ကိုမြင်တတ်ဖို့လူတွေမကောင်းပြောတဲ့အဖွဲကဘလို့ပြောလဲဆိုတော့တောလေရဲ့73ငွေ33မှာ ကိုကြီးသောလူအမျိုးຫນွေအာနကအမျိုးຫນွေဖြစ်၍အလွန်ကြီးမားသောသူတို့ကိုလည်းမြင်ခဲ့ကြပြီသူတို့ရှိမှငါတို့သည်ကိုအထင်အတိုင်းနန်ကောင်ကဲ့သို့ဖြစ်ကြ၏ကြည်စံသူကိုယ်သူဘလို့မြင်ွားလဲနန်ကောင်သူရင်သူကြတော့အာနကဤဂျိုင်းယံဤဟောသူတို့အရင်ကြီးတယ်ငါတို့အရင်သေးတယ်မြင်နဲ့အမြင်မကောင်းတာလေဆိုတော့သူတို့ထင်သည့်အတိုင်းလေ ဖို့တို့ဖြစ်ကြသည်ဟု၍၎င်းမိမိတို့စူးစမ်းသောပြည်ကိုဣတရေလအမျိုးသားတို့အားဘာပြန်ပြောလဲမကောင်းသောဒဒင်းကိုကြားပြောတယ်ဝါယောရှုနဲ့ကလည်းကြတော့မကောင်းတဲ့ဒဒင်းကိုမပြောတွေးတော့တွေးခဲ့ပါလေဟုတ်ပါတယ်အကြီးပဲဒါပေမဲ့မကောင်းတဲ့ဒဒင်းကိုမပြောဘိနာတငေချုံပြောမကောင်းတဲ့ဒဒင်းကိုမပြောနဲ့ အာမင်မကောင်းတာတွေကိုပဲမက်ဒီတိတ်မလုပ်နဲ့တလားကျွန်တော်တို့မကောင်းတာနဲ့မကောင်းတာဆိုမကောင်းတာကိုပို့ပြီးတော့မက်ဒီတိတ်လုပ်တယ်ဓမင်းစားပြီးတော့ဘိုက်ကရင့်နေဆိုတော့ဥမကြီးကင်စားများလားမသိဘူးอืมဥမကြီးကင်စားအကြောင်း ရှာဖက်ကြည့်ဦးမအကိုတီဘေကအောက်ရရဖြစ်နိုင်တယ် အဟောပြင်းတရားပြင်းလို့တရားပြင်းဟောပြင်းလို့အာမကောင်းတာတွေကိုပဲ meditate လုပ်တာများတဲ့ခါမှာ side effect ဘာဖြစ်တာလဲဆိုတော့မကောင်းတဲ့အတွေးခေါ်တွေပဲများလာလူတွေကိုပြောရင်လည်းဘာပဲပြောတော့လဲမကောင်းတာတွေပဲပြန်ပြောတယ်ဟုတ်မဟုတ်တင့်ဘုရားသခင်ခေါ်လာတာကတင့်မြင်တွေ့နေရတဲ့အခြေအနေတွေပေါ်မှာ မကောင်းပြန်ပြောဖို့မဟုတ်အာမင်တင်လူအဖွဲ့စည်းတွေမှာနေတဲ့ခါမှာလူတွေရဲ့မကောင်းကြောင်းတင်သိလိမ့်မယ်အမလေးသိတယ် ဒါပေမဲ့လေအဲ့မကောင်းချောင်းကိုသင်ရတာသေဝါဘူးမဟုတ်ဘုရားသခင်အဲ့ဒါမကြိုက်မကောင်းချောင်းကိုသေတဲ့သူတွေမဖြစ်စေချင်ဘူးဘုရားသခင်ခါနန်ပြည်ကိုရောက်သွားတဲ့ခါမှာမကောင်းကွက်တွေတွေ့တယ်ကွာဒါပေမဲ့ယောရှုနဲ့ကာလန်ဘာတည်သွားလဲကောင်းတဲ့တည်င်းကိုပဲတည်သွားတယ်ဘိနာသခင်ချင်းပြောအောင်ကောင်းတဲ့တည်င်းနဲ့တည်ရသွားပါအာမင်ကောင်းတဲ့တည်ရင်တည်ဆောင်တဲ့သူကဘုရားသခင်နောက်ကိုလုံလုံလိုက်တော်သူဖြစ်တယ် ဒါကြောင့်ဖျားခင်ရဲ့ကာလက်ကိုပြောတယ်။ तू ကငါ့နောက်ကိုလုံလုံလိုက်တဲ့သူပဲ။ဘာတော့မလိုက်ရသေးဘူး။စကားပဲပြောရသေးတယ်။တိလာပြောတဲ့စကားအကြောင်းဖျားနောက်ကိုလိုက်တယ်မလိုက်ဘူးဆိုတော့ပြောတဲ့စကားကိုနားထောင်သိတယ်။ဖျားခင်ကယောရှုနဲ့ကာလက်ကိုကာလက်ကိုဘာပြောလဲ။ तू ကငါ့နောက်ကိုလုံလုံလိုက်တယ်။ဘာကြောင့်လဲ။ तू ကထူးခြားသောသဘောရှိတယ်။ထူးခြားသောသဘောဆိုတာပါလေတလား။ကောင်းတဲ့ဟာတွေပဲပြောတာ။အာမင်။အာမင်။ဒါကြောင့်မို့လို့ဒီမဖြစ်ချင်တာရှောက်မပြောနဲ့။တချို့တစ်ခါတစ်ခါနော်။ ျွန်တော်တို့ကပြောတာပြောနေတာမဖြစ်ချင်ဟဲငါတီးတာတီးလိုက်ကြတကယ်တီးပါလားကျွန်တော်မတီးချင်ဘူးနဲ့တင်ဖြစ်ချင်တာမပြောနဲ့လေတင်ဘာဖြစ်ချင်လဲတင်ဘာဖြစ်ချင်လဲတင်အနာကမှာဟမ်မဆောင်နဲ့တင်ဘာဖြစ်ချင်လဲအောင်မြင်ချင်လားဘီလီယံနာဖြစ်ချင်တယ်အာမင်အောင်မြင်တဲ့စီးပွားရေးသမားတယောက်ဖြစ်ချင်တယ်အဲ့ဒါဆိုပြောလေငါဟာအောင်မြင်တော်သူဖြစ်တယ်ငါဟာကျွေးဝါတော်သူဖြစ်တယ် ကျမ်းစာကြောင့်တက်မှဖယားနောက်ကိုလိုက်တာမဟုတ်ဘူးကောင်းတဲ့စကားပြောတဲ့သူကဖယားနောက်ကိုလိုက်တော်သူဖြစ်တယ်ဖယားနောက်ကိုလုံလုံလိုက်တော်သူဖြစ်စေဖြစ်ခြင်းပထမ step မနဲ့မိုးလင်းလာတဲ့ကောင်းတာတွေပဲစပြောယေရှုနာမနဲ့ကောင်းကြီးပေးငါ့မိသားစုကိုကောင်းကြီးပေးငါ့အသက်တာကိုကောင်းကြီးပေးငါ့အလုပ်ကိုကောင်းကြီးပေးဒါဆိုသင်နှုတ်ရဲ့အသီးစား။ဘာကြောက်လဲဆိုတော့ဘုရားသခင်ကအရန်ကောင်းတဲ့ဘုရားသခင်ဖြစ်လို့